တက်ကြီးရွယ်ကိုအာဖဂန်ဘာသာရေးခေါင်းဆောင်တဦးဟာ6နှစ်အရွယ်မိန်းကလေးငယ်ကိုလက်ထပ်ခဲ့တဲ့အတွက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ ်ဂေါပြည်နယ်မှာနေထိုင်တဲ့အသက်60အရွယ်မိုဟာမက်ကာရင်ရဲ့ဝန်ခံချက်အရမိန်းကလေးငယ်ရဲ့မိဘတွေဟာသူ့ကိုဘာသာရေးပူဇော်မှုအနေနဲ့အခုလိုပေးခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့လည်းအဲ့ဒီ6နှစ်အရွယ်မိန်းကလေးငယ်မှာဟာရက်ပြည်နယ်အနောက်ဘက်ကနေအာဓမခေါ်ဆောင်ခံလာခဲ့ရတာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ဂေါပြည်နယ်အမျိုးသမီးရေးရာဌာနဥက္ကဋ္ဌမစွမ်းအဝါရီရဲ့ပြောကြားချက်အရမိန်းကလေးငယ်ဟာအဲ့ဒီလူကြီးကိုကြောက်တယ်ဆိုတဲ့စကားကိုသာထက်ခါထက်ခါပြောနေပြီး ဘာအကြောင်းတစုံတရာကိုမှမေးမြန်းလို့မရဘူးလို့သိရပါတယ်။ဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက်အဆိုပါမိန်းကလေးငယ်ကိုဂေါပြင်ငယ်ရှိအမျိုးသမီးစောင်းရှောက်ရေးဂေဟာတစ်ခုမှစောင်းရှောက်ထားပြီးသူ့ကိုပြန်လဲခေါ်ဆောင်သွားဖို့သူမရဲ့အမိဘတွေလိုက်လာနေပြီဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ပြစ်မှုကျူးလွန်သူကာရင်ကိုထောင်ဒဏ်ချမှတ်သွားမှာဖြစ်ပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့အာနာပိုင်တွေရဲ့ပြောရေးဆိုခွင့်ရှိသူ CAPTV ကပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရဟာဂေါပြင်းနယ်ကဆက်လင်းနေရွယ်ကိုဝင်းသက်တူမီရှိုတက်ခံရပြီးနောက်အခုလိုထပ်မံဖြစ်ပွားခဲ့တာပါဒီလိုဖြစ်ရမျိုးတွေဟာစစ်ပွဲတွေမကြာခဏဖြစ်ပွားလေးရှိတဲ့နိုင်ငံတွေမှာကက်ဆိုးတပွဲဖြစ်ပေါ်နေပါတယ်။